ဖြူစင်တဲ့ bright တလို့ရလေးနဲ့တူဂုံပြုစုကတော့မယူပဲပြန်လည်လူရန်ခဲ့တဲ့စကိုင်းမျိုးကရှိခဲ့တော့တဲ့ခုအချိန်မှာ internet ပေါ်မှာလူပြောများနေတာကတော့ငလင်းပေးလာရောက်လူရန်တဲ့ bright ကားတွေကိုရေခဲတော့လေးတွေအခမဲ့ဝင်နေတဲ့ဈေးတယ်လေးဖြစ်ပါတယ်စကိုင်းမျိုးကရေခဲတော့တဲ့ကိုရှိုင်းစော်ဟာဆိုင်ကင်ပေးလေးနဲ့တူနှွေးနေပူပူမှာရေခဲတော့ရောင်းချနေတဲ့ဈေးတယ်လေးပါဒီလိုနဲ့ကိုရှိုင်းစော်ဟာဈေးအောင်ရင်နဲ့သူတို့စကိုင်းမျိုးလေးတို့မြင်းကလင်းပေးမှာကိုကြီးကင်းစင်းလာရောက်ကြတဲ့ bright အသေးတွေက သူ့ရဲ့ရေကဲတော်လေးကိုဝင်းစားကြတဲ့အခါမှာဂျေစုတင်လုံးလုံးငွေမယူရက်တော့ပဲကိုတက်နိုင်သလားရေကဲတော်အလူဒါနာပြုလုပ်ခဲ့တာလို့ဆိုပါတယ်သူပြင်းတော့သူ့ရဲ့ဇကိုင်းမျိုးကိုကယ်ဆယ်ရေးလာကြတဲ့ပရာဟိတသမားတွေငလင်ဘေးတံခန်းစားနေရတဲ့ရင်းနေပူပူမှာရင်းနေအေးသွားအောင်ရေကဲတော်စရုတီသားလေးပြီးခဲ့တာလို့ပြောလာတာပါရေကဲတော်တဲ့ကိုဆိုင်စောပတ်စံရှိလုံးလုံးမဟုတ်ပါဘူးသူစုဆောင်ထားတဲ့ငွေလေး15သိန်းနဲ့တနည်းကိုရေခဲတော့အထုတ်ရေ3000ကျော်လှူဒန်းနေတာပဲဖြစ်ပါတယ် ခုဆိုရင်သူစုဆောင်ထားတဲ့ငွေလေး15သိန်းကလည်းကုန်သွားပါပြီ။ဒါပေမဲ့လေသူဟာမိမမရှိမိသားစုမရှိပဲတကိုယ်ရင်းမလို့လူတန်းရတာကအပန်းမကြည့်ပါဘူးလို့ပြောပြီးတော့ပြောပါတယ်။ခုဆိုရင်တော့ Brighter တမကိုရှိုင်းစောဟာအင်တာနက်မှာနာမည်ကြီးနေတာပါ။သူရဲ့စိတ်ထားလေးကြောင့်လည်းလူတွေကဂုဏ်ပြုချီးမြှင့်နေကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာယွန်းနဒီစိတ်တိုက်ကကိုရှိုင်းစောကိုငွေသိမ်းပေါင်းများစွာလူတန်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေလေးစားစရာကောင်းတာက ကိုရှိုင်းစောဟာ သူ့ကိုအကုန်ပြုတ်ထားတဲ့ငွေတွေအားလုံးကိုတပြားတစ်ချက်မှမယူဘဲနဲ့ငလင်ဘေးတင်ပြည်သူတွေအတွက်လှူဒါန်းခဲ့တာပါ